လုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြဲမှခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေဈေးတွေကတော့မနက်ပိုင်းမှာ250အကျနဲ့ဈေးဖွင့်ထားပါပြီဒီနေ့က3ရက်နေ့5လပိုင်း2020နဲ့5ခုနဲ့မနက်ပိုင်းထိုင်းရွှေဈေးကတော့250ကျပါတယ် 46.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေကယ်ဆေးဆိုင်ကရောင်းနေဈေးက9850ဆိုင်ကလက်ခံတဲ့ဈေးက9950လက်ဝတ်ရနိုင်ဈေးနှုန်းတွေရဆိုင်ကရောင်းနေဈေးက9650ဆိုင်ကလက်ခံတဲ့ဈေးက49830.9တနဲ့ပေါင်းစည်းရှိနေပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3041.53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမှန်ငွေ33.13နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခ200ရရှိပါတယ်လက်ခ PSC ထိုင်းရွှေခဲတစ်ပတ်သားကို 9150နဲ့ဒီနေ့မှာပေါင်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲ။ဆိုင်က9950ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝတ်ရနားရဲ့လက်ခံတွေရောတော့ဘဏ်ကောက်ထဲမှာတပတ်သားကို1000ကနေ2000တိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခံဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့လက်ဝတ်ရနားရဲ့ပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းဖြတ်ပြီးတဲ့ပြင်ကို48200ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေဈေးကတော့ဒီပတ်မှာဆိုလို့ရှိရင်ကျွန်တော်၄ရက်တိတိကိုစက်တိုက်ကြနေတာဖြစ်ပါတယ်။လက်ရှိမှာထိုင်းရွှေဈေးတွေကကြနေတာဖြစ်တဲ့အတွက် ထိုင်းရွှေကိုဝယ်စုခြင်းတဲ့သူတွေကတော့ရွှေအခဲကိုဝယ်စုထားပါလို့ကျွန်တော်ကတော့ကြံပြူခြင်းပါတယ်ထိုင်းရွှေအခဲကလက်ဝတ်ရနာနဲ့စားလို့ရှိရင်လက်ကစီတုံးကအများကြီးကိုတက်တာတာဖြစ်ပါတယ်ထိုင်းရွှေအခဲကိုဝယ်စုခြင်းတဲ့သူတွေအတွက်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘဏ်ကောက်ထဲမှာဆိုရင်စီနက်ကလေးစီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ95ပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူး။ထိုင်းရွှေစင်ငွေစည်းတွေကိုမျက်နှာတင်ပေးပါတယ်။ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကုကြမ်းမှခြင်းနဲ့ပြည့်စုံပြီးအနေအကင်းလို့ပေးရှင်းနိုင်ကြပါစေ။